အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုကြွေးချေထားတဲ့ပုံမြင်လေးကတော့ရွှေငွေသစ်ပင်ကြီးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါဖေဖေရေဖေဖေအေးတားလေဘာဖြစ်တာလဲတားရဲ့မင်းဒီမှာဘာလုပ်နေရတော့ဒီမှာကြည့်ပါအောင်အဖေရဲ့တားအဖေစီကိုလာလေရလीအေးအေးအေးတားလေးရေဘာကိစ္စရှိလို့လဲပြီးတော့ဘာလုပ်ဖို့အတွက်ဒီကိုလာရတာတော့အဖေကတော့အကူအညီပေးချင်လို့လာခဲ့တာ အဖေနဲ့အတူတူဒါလဲရဆိုင်ပြောရင်လောက်ကန်းကိုကိုညီလောက်ကင်ပေးမယ်လေမဟုတ်တာဒါလီရမဟုတ်တာမင်းဒါရီကိုလောက်ဖို့မလိုဘူးမင်းစာကိုပဲစူးစမ်းလေ့လာအသင်ယူလိုက်နော်လဲရဆိုင်ပြောရင်လောက်ကန်းဆိုတာကတကယ်အတော်လေးအထုံခွန်ဆိုင်လောက်ရတဲ့အလောက်တမျိုးပဲပညာတတ်တယောက်ဖြစ်သွားမယ်ဆိုရင်တော့ဘာမဆိုအေးအေးစစ်စစ်လောက်လို့ရတယ်အရာရှိတယောက်သာဖြစ်သွားရင်တော့ကားနဲ့အေးအေးစစ်စစ်နှံ့နေလို့ရပြီအဖေလိုမျိုးအလောက်တွေကိုပင်ပန်းဆင်းရဲဆိုရလေလောက်စီရမလို့တော့ဘူးဟုတ်ကဲ့ပါအဖေရေကောင်းပါပြီကျွန်တော်စာကိုစူးစမ်းလေ့လာအသင်ယူမယ် ဒါပေမဲ့လည်းအဖေတယောက်တည်းကိုတော့ကျွန်တော်အလုံးလုံးခွင့်မပေးနိုင်ဘူးနော်။ကီရှန်ဆိုတဲ့သူကတော့ရွာငယ်လေးတယောက်မှနေထိုင်ခဲ့ပြီးလေယာဆိုင်ပြောရေးလုပ်ငန်းကိုလုပ်ကိုင်နေရင်တရက်မိသားစုစာဝတ်နေရေးကိုဖြည့်ရှင်ပေးနေရတဲ့သူဖြစ်ပါတယ်။သူ့မိသားစုလေးကတော့တကယ့်ကိုနည်းနည်းလေးပါ။မိသားစုတွေမှာသူ့မိန်းမနဲ့သူ့ရဲ့သားလေးတယောက်သာရှိပါတယ်။အဒီနေ့ညနေခင်းရောက်ရှိသွားခဲ့တဲ့အခါမှာတော့ဒါနဲ့သားလေးကိုဒီနေ့မင်းပို့ပေးလိုက်ကြလားလေ။မဟုတ်တာရှင်။ကျမဘာလို့သူ့ကိုလဲလဲပို့ရမှာလဲ။ကျမမပို့ပါဘူး။သူเจ้าကနေပြန်လာတာနဲ့ရှင့်အเจ้าမင်းနေ အဖေဘယ်မှာလဲဘယ်ကိုသွားနေရလဲဆိုပြီးတော့လီအရင်တော့သူလဲအပြင်ကိုထွက်သွားတော့ပဲငါတို့တာလီယာတကယ်တအားချစ်စရာကောင်းနေတော့ငါ့ကိုလဲကူညီပေးမယ်ဆိုပြီးတော့သူကပြောနေတာဘုရားသခင်ကငါတို့ကိုတအားကောင်းလေးတယောက်ပေးထားခဲ့တာပဲအရှင်ကိုတကယ်ကျေးဇူးအများကြီးတင်တယ်ဟုတ်ပါရဲ့ရှင်ဘုရားသခင်သူ့ကိုအမြဲတမ်းကောင်းချီးပေးပါစေလို့ကျမလည်းဆုတောင်းနေသီလားအေးအေးအေးဟုတ်တယ်ဟုတ်တယ်ဘုရားသခင်ကကောင်းမွန်တဲ့သူ့ကိုအမြဲတမ်းကောင်းချီးပေးပါရယ်ကွာ ဒီလိုနဲ့လင်မယားနှစ်ယောက်လုံးကလည်းဘုရားသခင်ကိုကျေးဇူးတင်စကားပြောဆိုပြီးနောက်နောက်နှစ်ယောက်ရှိသွားခဲ့တဲ့အခါမှာတော့ကဲတားကြီးဘလို့ဖြစ်တာလဲမင်းထပ်ပြီးတော့ရောက်လာပြန်ပြီလားဒီမှာကြည့်ပါအောင်အဖေရဲ့ကျွန်တော်အဖေအတွက်ဘာတွေဝယ်လာခဲ့လဲဆိုတာကိုကြည့်ဒီမှာအမေကိုယ်တိုင်ကထည့်ပေးလိုက်တာတည်တီးတွေပါအဖေအမောပြေစားဖို့အတွက်တဲ့အလုပ်တွေကြီးပဲလုပ်မနေနဲ့ခဏလေးအနားယူပြီးတော့မုတ်လေးပါလေးဆောင်အေးပါတားလေးရဲ့ကောင်းပြီဒါဆိုရင်တော့အဖေထားရီအားလုံးကိုရေးဆေးလိုက်အောင်မယ်နော် ပြီးရင်တော့အဖေတို့နှစ်ယောက်အတူတူထိုင်ပြီးစားတော့ကြတာပေါ့ကွာမဟုတ်တာအဖေရဲ့ဒါအဖေအတွက်သားယူလာခဲ့ပေးရပါ ကျွန်တော်အမေနဲ့အတူတူအိမ်မှာစားပြီးသွားပြီ။ကဲဟုတ်လား။အမေနဲ့အတူတူစားပြီးသွားပြီဆိုတော့လည်းပဲပြီးသွားရောလား။အဖေနဲ့အတူတူရောမစားချင်တော့ဘူးလား။ကဲထိုင်ထိုင်ထိုင်ဒီမှာထိုင်အတူတူထိုင်ပြီးတော့စားကြရအောင်။အဖေရေအတိအအတော်လေးစားကောင်းတယ်နော်။တတော်လေးရတာရှိရပဲ။ဟုတ်တယ်နော်။အတော်လေးကိုရတာရှိတယ်။နီးရဲပြီးချုံနေရပဲ။အခုလိုအရတာရှိပြီးချုံမွေးနေတဲ့တက်သေးသေးကိုအမြဲတမ်းစားတော့ခွင့်ရမယ်ဆိုရင်တော့ဘလောက်တောင်မှကောင်းလိုက်မလဲနော်အဖေ။ ရတာပေါ့ဒါလေးရဲ့တကယ်လို့မင်းဒါရီကိုအမြဲတမ်းစားတောက်ချင်တယ်ဆိုရင်တော့အဖေတို့အနေနဲ့မော်ပညာတစ်ခုလောက်ရလိမ့်မယ်ဘလို့မော်ပညာလေးအဖေရဲ့တောက်ကိုလည်းပြောပြပါဦးဒါနဲ့အဖေကမော်ပညာအစွမ်းတွေကိုတက်တယ်ဟုတ်လားအဖေကတော့မော်ပညာဘယ်တက်မလဲကဘာမကြီးကြီးကတော့မော်ပညာကိုကောင်းကောင်းတက်တယ်ဒါလေးရဲ့ကဲဒီမှာကြည့်နော်အဖေကဒီနေရာမှာမြေကျွင်းတိုးပြီးတော့အဖေတို့စားထားတဲ့တစ်သေးရဲ့အစစ်လေးတွေကိုမြှောက်ချလိုက်မယ်ဒါဆိုလို့ရှင်တော့နောက်ထပ်အဖေတို့ကျွင်းတနေရာတိုးကြအောင်မယ်ဒါနဲ့အဖေနောက်ထပ်ကျွင်းတစ်ကျွင်းတိုးပြီးတော့ဘာစားလို့မလို့လဲ အဖေကနောက်ထပ်ကျွင်းတစ်ကျွင်းထည့်ထိုးပြီးတော့နောက်ထပ်အသေးတစ်လုံးရဲ့အစိတ်တွေကိုမြုံနှံထားလိုက်မယ်။အခုသားလေးစောင့်ကြည့်ဖို့ပဲလိုတော့တယ်။သိမချခင်မှာဒီအစိတ်လေးတွေကနေပြီးတော့အပင်ပေါက်လာလိမ့်မယ်။ဒါအရန်စားခြင်းနဲ့တည်တီးတွေကိုလည်းဒါစားခွင့်ရသွားမှာပေါ့။အဲဒီခါတိုက်တလောက်ဒါစားပြီးတော့ဟိ။ Ừm ဟုတ်တယ်နော်ဟုတ်တယ်။ဒါဆိုရင်တော့တိတ်မကြခင်မှာသားတို့လေကိုရိုင်းဆိုင်ပြိုထားတဲ့တိတိတနံတွေကိုစိတ်ကြိုက်စားလို့ရပြီဟဲ့။သားလေးရေတိတ်မကြခင်စားလို့မရဘူး။ဒါတွေကိုစားတော့ဖို့အတွက်ဆိုရင်တော့နောက်ထပ်နှစ်တွေအများကြီးစောင့်ရလိမ့်မယ်။ အကြာကြီးစောင့်ပြီးမှစားရမှာဒါပေမဲ့တီနဲ့တွေကအရန်ကိုခြုံနေလိုက်မယ်ဆိုတော့ကိုတော့အဖေချင်းသေးသေးတယ်အရန်ကိုခြုံမွေးနေတဲ့တစ်သေးတွေကိုစားကျင်နေဆိုရင်တော့နေ့စဉ်နေ့တိုင်းတေးချာဆောက်ရှောက်ပေးမှဖြစ်လိမ့်မယ်ဒါလေးရေရေတွေလည်းအများကြီးလောင်းရလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်မနေ့ပြန်စားပြီးအဖေနဲ့အတူတူပန်းမင်တွေကိုယူဆိုင်ပေးလိုက်မယ်နော်သူ့ဒါလေးရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာတော့ကီရှန်ကလည်းရှိမောနေခဲ့ရပါဘို့ဒီလိုနဲ့ပဲနှစ်ပေါင်းများစွာကုံဆုံးသွားခဲ့ပါသည် ဟုတ်ကဲ့ဖြစ်သူစိုက်ပြောထားခဲ့ပြီးတဲ့အပင်တွေကတော့အခုဆိုရင်တော့တော်တော်လေးကိုကြီးထွားနေခဲ့ပါပြီ။အရသာရှိတဲ့တစ်တီတွေလည်းအများကြီးကိုတည်နေခဲ့ပါပြီ။အဖေသားလေးကိုပြောခဲ့တော့ပဲကဘာမကြီးကြီးကမှော်ဆွမ်းအောင်ရိအများကြီးတက်ပါတယ်ဆိုနေမှာအဖေတို့စိုက်ပြောခဲ့တဲ့အပင်တွေဟာဆိုရင်တော့အခုအတော်လေးကိုကြီးနေပြီ။ဘလောက်များတဲ့တစ်တီတွေတည်နေလဲဆိုတာကိုလည်းကြည့်လိုက်လေ။ဟုတ်တယ်နော်အဖေ။ဒီနေ့ဆောက်ပြီးကျွန်တော်တို့တစ်တီတွေအများကြီးစားလို့ရတယ်။ကျွန်တော်လိမ်မော်သေးတာကြိုက်တယ်ဗျာ။အဖေကဒီတစ်ပင်တွေကြီးထွားလာဖို့အတွက်အတော်လေးစူးစမ်းရောင်းကန်ခဲ့ရပါပဲလေ။ ဂျာဘောတာရဲ့ဂျာမာငါသားလေးနဲ့ငါရဲ့မိမိတွေအကုန်လုံးကလည်းဒီအပင်တွေကိုတုံးဆွဲလို့ရမှာသားလေးရဲ့မင်းဘွားမှာအမြဲတမ်းမှတ်ထားစူးစမ်းအားထုတ်မှုရဲ့ရလဒ်ကအမြဲတမ်းချုံမြင်နေယူတာနော်ယူတာယူတာဒီလိုနဲ့ပဲပြောရွှင်စွာနဲ့အချိန်တွေကလည်းတဖြည်းဖြည်းကုန်ဆုံးနေခဲ့ပါရဲ့မိခင်နဲ့ဖခင်ကတဖြည်းဖြည်းအတိုက်ရွယ်ကြီးရင်လာခဲ့ပြီးယောဂါတွေကလည်းပေါင်းစုံဝင်လာခဲ့ပါပြီ။ ရောင်တယောက်တည်းကပဲအင်းရဲ့တာဝန်တွေအားလုံးကိုထမ်းဆောင်နေခဲ့ရတာပါသူကတရားလုံးအလို့တွေကိုစ조사ရုံကန်လုပ်ကင်ပြီးနောက်မှာတော့မိဘတွေကိုလည်းပြုစုပေးပါရီဒီလိုနဲ့တရားမှာတော့တားရဲ့ဘာလို့မျိုးအလို့တောင်စ조사နေရတာလဲတားရဲ့တားကတမနာအလုံးအလို့တွေပြန်မဆင်းရဲစွာနဲ့လောက်ကင်နေရတာလीဒါတလောက်ကြီးများတဲ့အလို့တွေကိုလောက်ပြီးပြီးဆိုတာနဲ့အင်းကိုပြန်လာရင်အဖေနဲ့အမေကိုလည်းပြုစုဆောက်ရှောက်ပေးရသေးတယ်ဖြစ်နိုင်မယ်ဆိုရင်တော့တားလေးရဲ့တားလေးတတ်တာပြီးဝင်ပေါ့သွားအောင်လို့အလက်ချလိုက်ပါလား ချွေးမလေးရောက်လာတဲ့အခါကျရင်တော့တာသိပ်ပြီးတော့ပင်မမဟုတ်တော့ဘူးသူကအဖေနဲ့အမေကိုလည်းစောက်ရှောက်ပေးလိုက်မယ်နေလဲနေရဲ့လေယာစိုက်ပြောရင်လုံခန်းကိုအေးအေးစစ်စစ်လှုပ်လို့ရတာပေါ့ဘာမှနောက်ဆန်တင်းစရာလည်းမလိုဘူးဒါပေမဲ့အမေရဲ့ဟုတ်တယ်တာလီရဲ့တာမေပြောတဲ့စကားမှန်တယ်အဖေတို့တခုခုဖြစ်မသွားခင်မှာတာအနေနဲ့အမြန်ဆုံးလက်ထားလိုက်သင့်ပြီတော့တာလီအိမ်အောင်ကြောက်သွားတာကိုလည်းအဖေတို့အမြန်ဆုံးမြင်ကျင်တယ်မိခင်နဲ့ဖခင်ကအရန်ကိုတိုက်တော်နေခဲ့တဲ့အချိန်မှာတော့ရာမ်ကလည်းဆလိုနီဆိုတဲ့မိန်ကလေးတယောက်နဲ့လက်ထားလိုက်ပါတယ် ဆလုံးလေးကလည်းတကယ်အရန်ကိုစိတ်တဘောချပြေဝါကောင်းမွန်တဲ့မိန်ကလေးတယောက်ဖြစ်ပါတယ်။သူအင်ကိုရောက်ရှိလာတာနဲ့အင်ရဲ့တာဝန်တွေဝတ်တရားတွေအားလုံးကိုထမ်းဆောင်ပေးခဲ့ပါတယ်။ရမ်ကလည်းဆိုက်ပြိုရီလုံကန်းကိုအေးအေးဆေးဆေးလောက်ကိုင်းနိုင်နေခဲ့ပြီးဆလုံးလေးကတော့အိမ်မာနေရင်အိမ်နောက်တာဝန်တွေကိုထမ်းဆောင်ပါတယ်။ရခိုတီနဲ့ရခမကိုလည်းသူမတတိတခြားကြီးရှုဆောင်ရှောက်ပေးနေခဲ့ပါတယ်။တရမတော့ဖခင်ဖြစ်သူကီရှန်ယောဂတတော်လေးဇိုးရွားလာပါတယ်။ဒေါကပါပဲဆလုံးလေးရဲ့အဖေရဲ့ကျမ်းမာရဲ့အခြေအနေကအတော်လေးကိုဆိုးရွားလာပြီးဘယ်လိုလုပ်ရမလဲ။ အဖေကိုဘယ်ကိုခေါ်ပြီးတော့တွားအောင်မလဲရှင်အဖေကိုမြို့ကိုခေါ်တွားလိုက်ပါလားမြို့မှာဆိုရင်တော့ဆရာဝန်ကောင်းကောင်းအများကြီးရှိတယ်အဖေကိုအကောင်းမွန်ဆုံးဆရာဝန်တယောက်နဲ့ပြသပေးလိုက်လေဆရာဝန်တွေကတော့အကောင်းမွန်ဆုံးဆေးကုသပေးလိုက်မယ်ဒါပေမဲ့ဆလုံးလေးငါစီမှာပတ်စံအများကြီးမရှိဘူးကျမစီမှာလက်ဝဲလက်စာတွေရှိတယ်ဒါတွေကိုရှင်တွားပြီးတော့ပေါင်းထားလိုက်လေရတဲ့ပတ်စံလေးနဲ့အဖေကိုဆေးကုသပေးလိုက်ပါကျမတို့ဘဝမှာလည်းကောင်းမွန်တဲ့အချိန်တစ်ခုရောက်ရှိလာလိမ့်မယ်အဲ့ဒီခါကျရင်တော့ဒီရွှေငွေလက်ဝဲလက်စာတွေကိုပြန်ရွှေ့ကြမယ်နော် ဒါပေမဲ့ဆလိုနီရဲ့ဒေါရီအလုံးကမင်းရဲ့မိဘတွေပေးထားခဲ့တဲ့ပြည့်စည်တွေမဟုတ်လား။ရှင်ရလဲရှင်ဒုက္ခပဲဒီစကားတွေကိုစဉ်းစားမနေနဲ့ဒါအရေးကြီးနေတဲ့အချိန်လေးအခုလောဆယ်တော့ရှင်ဒေါရီအလုံးကိုအမြန်ဆုံးသွားပေးလိုက်တော့သွားဒီလိုနဲ့ရောင်းကလည်းအမြန်ဆုံးတထဲကြီးတူစီသွားပြီးနောက်မှာတော့သူ့မိမရဲ့လဝဲလန်စာတွေကိုအပေါင်းခံခဲ့ပါရီတထဲကြီးကတော့အတုံးတော့မမြောက်ကောက်ခံလိုက်ပါရီဒီလိုကတော့တကယ်အတော်လေးကိုရုံမရိုင်းဆိုင်နေတဲ့သူတယောက်ပါလောဘကလည်းကြီးသေးမောက်ကလည်းမောက်ပါသေးကြည့်နေ ဒီကောင်ကအတိုးတွေအများကြီးတတ်မှတ်ပြီးတော့ဒီလက်ဝဲလက်ဆောင်တွေအားလုံးရှောင်းတင်ပိုက်ပြမယ်ဒီလက်ဝဲလက်ဆောင်တွေအားလုံးကိုတင်ပြီးပြီဆိုရင်တော့သူ့ရဲ့လက်ရဆိုင်ပြုံးမြေတစ်ခုလုံးကိုလည်းငါတင်မယ်တနာစရာကောင်းနေတာမကလည်းနေမကောင်းဖြစ်နေတဲ့မိဘတွေကိုမြို့ပေါ်ကိုခေါ်ဆောင်သွားလိုက်ပါတယ်သူကမိဘတွေကိုအကောင်မွန်ဆုံးစေကိုသားပေးခဲ့ပေမဲ့ကမကောင်းစွာနဲ့ပဲမိဘတွေကိုမကယ်တင်ပေးနိုင်ခဲ့ပါဘူးဖခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်လေးကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ကဲသားလေးရေဖြစ်နိုင်မယ်ဆိုရင်တော့သားလေးရေအဖေကွယ်လွန်သွားခဲ့တဲ့အခါကျရင်တော့အဖေစာပနာကို အဖေရဲ့လေယာဉ်စိုက်ပြောရေလောက်ကင်ခဲ့တဲ့လေထဲမှာပဲကျင်းပပေးပါအဖေတို့စိုက်ပြောခဲ့တဲ့သစ်ပင်ကြီးရဲ့အောက်လေအဖေကတော့မြေကြီးထဲမှာပဲတခါရပြောဝင်သွားခြင်းနဲ့ဒီနောက်မှာတော့မိဘနှစ်ပါးလုံးဇေယောင်ပေါ်မှာပဲကွဲလွန်သွားခဲ့ကြပါရဲ့အနာစရာကောင်းတဲ့ရောင်ကလည်းလေယာဉ်စိုက်ပြောမြေထဲမှာပဲသူ့မိဘတွေရဲ့ဆန္ဒအတိုင်းမိရှို့တချို့ပေးလိုက်ပါရဲ့သူတော်တော်လေးကြေကွဲနေခဲ့တဲ့အချိန်မှာသူ့မိမကတော့အနားမှာအမြဲတမ်းရှိနေပေးခဲ့တာပေါ့ဒီလိုနဲ့တရားမှာတော့ဒါနဲ့မိမရေဒီမှာအတိုးတွေကလည်းသွားပေးရအောင်မှာဆိုတော့ငါတထေးစီခဏသွားအောင်မယ် ဒီပုံစံအတိုင်းပဲသူ့ရဲ့အကျွေးတွေကိုတဖြည်းဖြည်းစမှဖြစ်မှာမဆက်ဘူးဆိုရင်တော့အတော်တော်ကအတော်မတတ်နိုင်အောင်ဖြစ်သွားလိမ့်မယ်။ရမ်ကလည်းအများဆုံးပတ်စံယူပြီးနောက်မှာတော့တထဲကြီးစီကိုသွားလိုက်ပါရီ။ဒါဘာလို့တော်လဲဒီပတ်စံလေးကိုငါဘာလို့ရမှာလဲ။မင်းကငွေတထောင်လာပေးနေရဘာမှလုပ်လို့မရဘူး။အတော်နဲ့ဆိုရင်တော့မင်းငါ့ကိုပေးရမယ့်ပတ်စံက6သိန်းလောက်ဖြစ်နေပြီ။မင်းကတော့ငွေလေးနဲ့ယူပြီးတော့ငါရှိကိုလာခဲ့တာပဲ။မဟုတ်တာကျွန်တော်ကတော့တထဲစီကနေပြီးတော့ငွေလေး3သိန်းပဲချီးထားတာလေ။ဒါတော့အမြန်ဘလို့ဖြစ်ပြီးတော့ငွေတွေအများကြီးများသွားရတာလေ။ အတိုးတွေကိုမင်းရဲ့အဖေကလာဆက်ပေးမလားဟန်အခုတော့ဒီတဝိဒ္ဒစာရိနဲ့မဖြစ်သေးဘူးမင်းကအချိန်ဆယ်ရက်ပေးလိုက်မယ်မင်းငါ့စီကိုငွေ3000အနည်းဆုံးယူလာခဲ့မပေးနိုင်ဘူးဆိုရင်တော့မင်းရဲ့လက်ရမြေကိုလည်းငါသိမ်းပိုက်ရလိမ့်မယ်ဟဲ့နားလေလားတနာစရာကောင်းတဲ့ရာမခမရဘာမှလုပ်လို့မရတော့ပါဘူးသူရဲ့မိမကိုပြောပြခဲ့တဲ့အခါမှာမိမကလည်းဘာလုပ်ရမလဲမသိတော့ပါဘူးနှစ်ရက်ကြာသွားတဲ့အခါမှာတော့တထေကြီးကရာမြေရဲ့လက်ရမြေနာရောက်လာပါတယ်ရာမြေလေထဲမှာရှိတဲ့တပင်တွေကိုတွေ့ကြရတဲ့အခါမှာတော့ပြောပါတယ်ပတ်စံစစ်စင်ပြီးသွားပြီလား မစီစဉ်ရသေးပါဘူး။ဒါပေမဲ့ကျွန်တော်အမြန်ဆုံးစီစဉ်ပေးပါမယ်။အယူရယ်မင်းရတော့တကယ်ပဲ။ဒီတစ်ပင်အကြီးကြီးတွေကိုမင်းရောင်းစားလိုက်လေ။ဈေးကောင်းကောင်းရှားလိုက်မယ်။မဟုတ်တာဒါတွေကကျွန်တော်အဖေကိုယ်တိုင်စူးစမ်းထားတဲ့တစ်ပင်တွေပါ။ဒါတွေကိုကျွန်တော်မဖျက်ဆီးဘူး။ဒါဆိုပတ်စံစားလေ။ဒီလေယာမီကိုငါရသွားရင်တော့ဒီတစ်ပင်တွေကိုလည်းငါရသွားမှာပဲ။ချိန်ချုပ်ပြီးနောက်တထေကြီးပြန်သွားပါရီ။တနားစရာကောင်းနေတာမှခင်ဗျာငိုပဲငိုနေခဲ့ပါရီ။သူ့အဖေကိုမေးရှို့ကြိုပေးခဲ့တဲ့နေရာမှာသူလည်းလဲအိတ်လိုက်ကြဖို့ အိမ်ပြောက်သွားခဲ့တဲ့အခါမှာသူအိမ်မက်တစ်ခုမှပါတယ်တနားစရာကောင်းတဲ့တောင်အကျွေးတွေပက်လေဝိုင်းနေပြီဟုတ်တယ်သူ့အဖေကိုယ်တိုင်ကပဲငါတို့ကိုကြီးထွားလာအောင်ပြုစုပြောထောင်ပေးခဲ့တာသူ့ကိုအကူအညီပေးရမယ်ကျွန်တော်တို့ကိုအရှင်တနာပါအောင်ကျွန်တော်တို့တစ်ပင်ကြီးတွေကိုအကူအညီပေးပါကျွန်တော်တို့တစ်ပင်နှစ်ပင်လုံးကိုရွှေတစ်ပင်ငွေတစ်ပင်ဖြစ်သွားအောင်လုပ်ပေးပါတစ်ပင်တွေဆူတောင်းလိုက်တဲ့အချိန်မှာဖယောသခင်ကဆူတောင်းဖြစ်ပေးခဲ့ပါတယ်အချိန်ခဏအတွင်းမှာပဲအလင်းထားတဲ့အတူတူတစ်ပင်တွေပြောင်းလဲသွားပါတယ်ရောင်ကလည်းချက်ချင်းအလင်းထံကိုတွေးရှိသွားခဲ့ပြီးအံ့အားသင့်သွားခဲ့ပါတယ် ဒီနောက်တပင်ကြီးတွေကလည်းလိုအပ်ချက်တွေကိုပြောပြလိုက်ပါတယ်။မင်းငါတို့ကိုထိလိုက်တဲ့အခါတိုင်းငါတို့ကဒီပုံစံအတိုင်းတည်ရှိနေမှာမင်းငါတို့ကိုခူပြီးရောင်းချလို့ရတယ်။ကျေးဇူးအများကြီးတင်ပါတယ်။တီးတွေကိုဘလို့စားရအောင်မလဲကို။ရပါတယ်။ဆလုံးနီးကိုခူခိုင်းလေ။ဒီလိုနဲ့ရောင်းကလည်းသေရွက်တွေကိုခူပြီးရောင်းချလိုက်ပါတယ်။ရတဲ့ပတ်စံနဲ့အကျွေးစားလိုက်ပါတယ်။တညမှာတော့ဘာစားချင်လဲပြော။ငါတော့ခူးလို့မရဘူးဆိုတော့နင်ပဲခူပေးလေ။ချိုးလိုက်တာကောင်းတယ်။သူကလည်းပြောရွှင်ဝမ်းသာစွာနဲ့တပင်ကြီးတွေကိုဖတ်ထားလိုက်ပါတော့တယ်။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့အကူအညီပေးခဲ့တဲ့တပင်ကြီးဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။အိုမားဆိုတဲ့အမျိုးသမီးတယောက်ကတော့ပါဇက်အရန်ဖွာတဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်။ဘလို့စကားမျိုးမဆိုသူမကတော့အမြဲတမ်းပြောပြတတ်ပါတယ်။သူ့မိမရဲ့ဒီအကျင့်တွေကြောင့်ဘာလူတယောက်အတော်လေးကိုစိတ်ညှင်းနေခဲ့ရပေါ့။ဒုက္ခပဲငါ့မှာအရေးကြီးတဲ့စကားတစ်ခုခုဆိုရင်တော့သူ့ကိုဘယ်လိုမှဖုံးကွယ်ထားလို့မရဘူး။သူ့ကိုပြောလိုက်ပြီဆိုတာနဲ့သူကအားလုံးသိအောင်ပြန်လို့ပြန်ရော။ရှင်ရောက်လာပြီလားလာခဲ့လေအမလီကြားလိုက်တာရှင်ဒါနဲ့ရှင်လက်ထဲမှာဘာကြီးကင်ထားလဲကျမကိုလည်းပြောပါအောင်ကျမကြည့်ချင်တယ် ခဏနေပါဦးရှင်ရွှေဆွဲကျိုးကင်ထားတာမဟုတ်လားအမလေးရှင်ရွှေဆွဲကျိုးဝယ်လာခဲ့ပြီတဲ့ကျမတို့လားဒါနဲ့ဒါကိုဘယ်ကနေပြီးရဝယ်လာခဲ့ရလဲဒုက္ခပဲသူကငါ့လက်ထဲမှာရွှေဆွဲကျိုးတစ်ခုမြင်သွားပြီအခုတော့သူ့ငါအမှန်အတိုင်းပြောပြမှဖြစ်တော့မယ်သူ့ကိုဖုံးကွယ်လို့ကလည်းမဖြစ်သေးဘူးတကယ်တော့မိမရဲ့ငါဒီနေ့တောက်ထဲမှာတက်သွားခုံးနေတဲ့အချိန်လေတက်ခုံးလို့ပြန်လာနေခဲ့တဲ့အချိန်မှာပဲလမ်းထဲမှာဒီရွှေဆွဲကျိုးလေးကောက်ရခဲ့တာပါအခုလွယ်လွယ်ဆိုတော့မင်းဒါလေးကိုခဏလေးထိန်းသိမ်းထားပေးအောင်နော်ပြီးတော့ဒါကအရင်အရေးကြီးတဲ့ကိစ္စတခုငါတို့ဒီရွှေဆွဲကျိုးရလာတယ်ဆိုတဲ့အကြောင်း မင်းဘယ်သူ့ကိုမှပြောပြလို့မဖြစ်ဘူးကြလားအမလေးရှင်းရလေဒုက္ခပဲကျမကိုလာတဲ့နေပြန်ပြီကျမခလေးမမဟုတ်တာဒီအကြောင်းကိစ္စတွေကိုကျမတခြားသူတွေကိုလိုက်ပြီးတော့ပြောပါမလားတခြားသူကိုကျမပြောစီရလားမပြောမပြောဘယ်တော့မှပြောမှာမဟုတ်ဘူးဒါပေမဲ့အိုမောင်ကတော့ပါစပ်အရန်ပွားတဲ့အမျိုးသမီးတယောက်မဟုတ်လားတူတည်တဲ့ကိစ္စတွေအလုံးကိုတခြားသူကပြောပြရမချင်းကျမကတော့စိတ်ထဲမှာမနေပြောတော့ပါဘူးဒါကြောင့်အမကလည်းအနီးနားမှာရှိတဲ့ရှောင်းသားဆိုတဲ့အိမ်လေးချင်းတယောက်ကိုဒီကိစ္စပြောပြလိုက်ပါရဲ့။ဟဲ့ဘာလဲဒီတကယ်ပြောနေရလား ။လင်းယောက်ျားထင်းခုတ်ပြီးအင်ကိုပြန်လာတဲ့အချိန်ဒေါ်လန်တနေရာကနေပြီးရွှေဆွဲချိုးတကုံကောက်ရတယ်ဟုတ်လား။အမလီဟဲ့နင်းကလည်းအံ့ဩစရာပဲနော်။ငါးနေကိုလိန်ပြောနေရလို့နင်းကထင်နေရလား။ငါဘယ်တော့ကဘယ်စကားကိုလိန်ပြောဘူးလို့လဲ။မယုံဘူးဆိုလို့ရှင်တော့ငါကိုယ်တိုင်နဲ့ကိုပြလိုက်မယ်ဒီမှာကြည့်။ဒီမှာသူ့ကိုယ်တိုင်ကောက်ရခဲ့တဲ့ရွှေဆွဲချိုးဘလောက်ကြာမှလှလိုက်တလဲဟဲ့အရောင်လှရယ်နော်။အေးအေးဟုတ်တယ်ဟုတ်တယ်လှရတယ်လှရတယ်။နင်းရဲ့ရွှေဆွဲချိုးကတကယ်တော်တော်လေးကိုလှတာပဲ။ဒါနဲ့ငါ့မှာလည်းလှုပ်ရှားအလုပ်တွေအများကြီးရှိသေးရဲ့ဆိုတော့ငါ့ကိုခွင့်ပြုအောင်နော်ငါသွားအောင်မယ်ဒီလား။ ။ရှောင်းသားယောက်ျားကတော့ရွာတကြီးစီမှာအလုံးလုံးနေတဲ့လူကြုံတူပဲဖြစ်ပါရယ်။ဟာရီယားကတော့ရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းရဲ့သတင်းတွေကိုရွာတကြီးစီမှာပြန်ပြီးတော့သတင်းပို့နေကြလူကြုံတယောက်ဖြစ်ပါရယ်။ဒါမှလည်းရွာတကြီးကသူ့ကိုယုံကြည်ပြီးတော့ပေးကမ်းပါလိ။ပေးစာကန်းစာကိုစားနေရတဲ့သူကတော့အမြဲတမ်းဒီလူကြုံကိုလောက်ကြပါဦး။ရှောင်းသားကလည်းအိုမပြပြခဲ့တဲ့စကားတွေအကုန်လုံးတယောက်ကြောင်းကိုပြန်ပြောပြလိုက်ပါရယ်ဒီအချိန်မှာဟာရီယားကလည်းဝမ်းသာပြောရွှင်စွာနဲ့ဒီသတင်းတွေအားလုံးကိုရွာတကြီးရဲ့နားထဲသွားထည့်ပေးလိုက်ပါရယ် ကဲရွာတကြီးရေကျွန်တော်ပြောရလည်းမပြောချင်ဘူးဗျာဒါပေမဲ့ကျွန်တော်ပြောရအောင်မယ်သူကတော့တကယ်တော်တော်လေးကိုလွန်လို့နေသူကရွှေဆွဲချိုးအကြီးကြီးတကုံကောက်ရတာမှဘယ်သူမှမသိအောင်လို့အိမ်မှာတိတ်တိတ်လေးဖွက်ထားတယ်အဲ့ဒါဘာလို့လဲတိလားရွာတကြီးရေသူကရွာတကြီးကိုပေးရမှာဆိုလို့တကယ်မတရားတာပဲဒီကောင်ကောက်ရတဲ့ပစ္စည်းကိုအခုလိုမျိုးတိမ့်ပိုက်ထားလို့မှမရတာကျွန်တော်တို့တောက်ထဲကနေပြီးတော့ပြန်လာတဲ့ဒေါ်လန်ဆိုရင်တော့ဒါကရွာတကြီးပိုင်နေမြေနေရာအနေထားမဟုတ်ဘူးလားဒီနေရာမှာကောက်ရတဲ့ပစ္စည်းတွေအကုန်လုံးကရွာတကြီးနဲ့တက်ဆိုင်သွားပြီး အရင်ရွှေဆွဲချိုးကတရားဥပဒေနီလန်ကြကြဆိုလို့ရှင်တော့ရွာတကြီးပိုင်တာပေါ့မင်းပြောတာမှန်တာပေါ့ငါလည်းလက်ခံတယ်ကဲကဲကဲဘာနူရဲ့အိမ်ကောင်ကတော့သွားကြမယ်မင်းကောင်လိုက်ပို့စမ်းဖရီးယားကတော့ရွာတကြီးကိုကောင်းကောင်းသွေးထိုးစကားပြောဆိုပြီးသွားခဲ့ပါပြီရွာတကြီးကလည်းလက်ခံစွာနေပဲအတူတူထွက်လာခဲ့လိုက်ပါတယ်နှစ်ယောက်သားကလည်းဘာနူရဲ့အိမ်ကိုရောက်ရှိသွားကြပါတယ်ကဲဘလို့လဲမင်းအလုပ်တွေအစင်မပြေရလားငါမင်းတရင်တွေအများကြီးကြားထားတယ်မင်းမနေရတော့ကောင်ကျောက်ထဲမှာတက်သွားခုံးနေနေပြန်လာတော့တောလမ်းမှာရွှေဆွဲချိုးတကုံးကောက်ရရဲဆို ဒါလောက်ထိကြီးကျယ်တဲ့စကားတစ်ခုကိုမင်းဘာကိစ္စအတွက်ကြောင့်များငောက်ဖုံးကွယ်ထားရတာလဲဒါအတိတ်ပဲရှိရတာတကယ်တော့ရွာတကြီးရဲ့ဟိုကျွန်တော်လေဒုက္ခပါပဲကွာကြက်တရီတောင်းလိုက်တာရှောင်းသားကသူ့ယောက်ျားကိုပြောပြလို့ရွာတကြီးရောက်လာတာပဲဖြစ်ရမယ်ငါမိမကတော့လေနည်းနည်းလေးမှပါဇက်ကိုမလုံဘူးအဲ့ဒီချင်းအမျိုးသမီးကိုဒီကိစ္စတွေတော့ပြောပြစီရဘာလို့လဲဘာဖြစ်တာလဲဘာလို့တလောက်တောင်မှပါဇက်ပိတ်ပြီးဆုံးအသွားရတာလဲဘာတွေစဉ်းစားနေရလဲကဲသွားသွားသွားအဲ့ဒီရွှေဆွဲချိုးကိုအမြန်ဆုံးထုတ်ရှူလာခဲ့ ဒီရွှေဆွဲချိုးကိုမင်းသိမ်းပိုက်ထားလို့မရဘူး။ဘာလို့တော့လဲရွှေဆွဲချိုးကိုအခုလိုမျိုးယူသွားလို့ရစီရလားရှင်။ဒီဆွဲချိုးကကျမပိုင်နေကျမဟာကျမောက်ပြီ။ဒီမှာရွာမှာကောက်ရတဲ့ပစ္စည်းတွေအလုံးကရွာတကြီးနဲ့ပဲတက်ဆိုင်နေ။မင်းတို့ပိုင်ဆိုင်ခွင့်ဘာမှမရှိဘူး။ဒါရွာတကြီးဟာပဲနားလေလား။ဒီနေ့ရောက်ဆောက်ပြီးတော့မင်းတို့လင်မယားနှစ်ယောက်ထပ်ပြီးတော့အုံနောက်သုံးနေမယ်ဆိုလို့ရှင်တော့ငါအဆုံမဆုံးနဲ့နော်။ကဖဲစားကွာ။သွားကြမယ်သွားကြမယ်။ငါမျိုးတေးချပြောခဲ့ရင်တော့မင်းမ ဒီကိစ္စတွေအားလုံးဘယ်သူကမှမပြောပြပါနဲ့ဒီလောက်ထိအရေးကြီးတဲ့ကိစ္စပါဆိုနေမှာမင်းကတော့ဘာစကားတစ်ခုကိုမှဖုံးခွင့်မထားနိုင်ဘူးဒီလောက်ထိအရေးကြီးတဲ့ကိစ္စကိုသွားပြောပြလိုက်ရတယ်လို့ကွာဟုတ်ပါတယ်ရှင်ဟုတ်ပါတယ်ကျမပြောပြလိုက်တာကျမမှားသွားပါတယ်ကျမဘောမှာနောက်ထပ်ဒီလိုအမမျိုးဘယ်တော့မှမဖြစ်အောင်လို့ဂရုစိုက်ပါမယ်နော်ဒီလိုအမအထပ်ပြီးတော့မမားစေရတော့ပါဘူးကျမကတိပေးပါတယ်ရှင်ကျမရွှေဆွဲကြိုးလေးကျမအရောက်ကြိုက်နေခဲ့ရောဝိတောင်းမွေးရသေးဘူးအခုတော့ရွာတကြီးကကျမစီကနေပြီးတော့ရှူသွားခဲ့ပြီးရက်ဆက်လိုက်တာ ဒါပေမဲ့ဥမောင်းကတော့သူ့ရဲ့အကျင့်တွေကိုဘယ်တော့မှမပြောင်းလဲနိုင်ခဲ့ပါဘူး။ဒီအချိန်ပဲတရက်မှာတော့ဘာလို့ကလည်းတောက်ထဲဝင်ပြီးတိတ်တော့ခုတ်ဖို့အတွက်ထွက်လာခဲ့တာပေါ့။ဒုက္ခပဲကြီးရတာမိုးရွာတော့မယ်နဲ့ကြိုတဲ့ကောင်းကင်တစ်ခုလုံးမဲမောင်နေပြီ။ဒီပုံစံတိုင်းဆိုရင်တော့မဖြစ်သေးဘူး။ငါလက်ဝလာနေပဲအင်ကိုပြန်နေရလိမ့်မယ်။ခဏနေပါဦးဒီတစ်ပင်မှာဒီအနည်းအောင်အထုပ်လေးကဘာလဲဘာကိုချီထားတာလဲမသိဘူး။ဟာဒီအထုပ်ထဲမှာရွှေတင်းကပြောက်တွေအများကြီးရှိနေရပဲကွာ။ကြည့်ရတာသခိုးတွေဘာတွေကတောက်ထဲဝင်လာခဲ့ပြီးတော့ဂျာကိုဖွက်ထွားရတာလား။ နောက်မှလာယူမယ်ဆိုပြီးတော့လာမယူသေးတာပဲဖြစ်ရမယ်အဲ့ဒါကြောင့်လဲငါကဒီရွှေထုပ်လေးကိုရရှိသွားတာပေါ့ငါဒီရွှေထုပ်လေးကိုအိမ်ကိုယူသွားလိုက်ရမယ်ခဏလေးငါဒီရွှေထုပ်ကိုအိမ်ကိုယူသွားလို့ပဲဖြစ်မလဲဒါကိုတော့ငါအိမ်ကိုယူသွားမယ်ဆိုလို့ရှိရင်တော့ငါ့ရဲ့မိမပါစံနေဖြစ်မှာမဟုတ်ဘူးသူကဒီတဲ့င်းကိုတရွာလုံးတီးအောင်လို့ရှောက်ပြီးတော့ပြောပြနေအောင်မှာငါစီမှာတော့နီလန်းတစ်ခုရှိသေးတယ်ဒါကြောင့်ဘာလို့ကလည်းအိမ်ကိုပြန်သွားခဲ့ပြီးနောက်မှာတော့သူ့ရဲ့မိမအိုမအကိုပြောပြလိုက်ပါတယ်ကဲဒါနဲ့အိုမရဲ့ငါမျိုးပြောစရာရှိတဲ့တေချာနာတော့ ဒီနေ့တောက်ထင်းမှာတက်သွားခုံးနေတဲ့အရန်ကိုထူးဆန်းတဲ့ကိစ္စတစ်ခုဖြစ်ခဲ့တယ်။တက်ပင်တွေကနေပြီးတော့ copy plot တွေအများကြီးထွက်နေကြတာထူးဆန်းနေသီးလား။ရှင်းရလဲနော်တကယ်ပဲ။ကျမကလာပြီးတော့နောက်နေပြန်ပြီဒါဖြစ်နိုင်တဲ့ကိစ္စမှမဟုတ်တာ။ဘလို့ဖြစ်ပြီးတော့တက်ပင်တွေကနေ copy plot ကြထွက်မလဲ။မြုံဆိုရင်တော့မင်းကနေအတူတူလိုက်ခဲ့တယ်။ငါကိုယ်တိုင်မင်းကိုအဲ့ဒီထူးဆန်းမှုကိုပြသမယ်။ရှင်းရလဲရှင်ညိုင်မိုးချုံတောက်ထဲကိုဘာသွားလို့မလို့လဲအန်တီရဲ့အရှမ်းကိုများတယ်မသွားနဲ့။ညိုင်မသွားပါနဲ့နော်။ဟမ်မရဘူးအခုသွားမယ်။အဲ့ဒီထူးဆန်းမှုကိုမင်းကိုယ်တိုင် ကြည့်ရမယ်မနက်မိုးလင်းသွားတဲ့အချိန်ထိတပင်ကထွက်နေတဲ့ကော်ဖီပလာတာတွေပျောက်ဆုံးသွားတယ်ဆိုလို့ရှိရင်အဲ့ဒီခါကျရင်ဘယ်လိုလုပ်ကြမလဲမင်းထူးဆက်မှုကိုမမြင်တွေ့ရပဲနေလိမ့်မယ်နော်음ဟုတ်ကြလဲဟုတ်ပါတယ်ရှာလေကျမတို့မနက်ကပဲကော်ဖီပလာတာကိုစားထားတာဆိုတော့ဖြစ်တယ်တပင်ပေါ်ကနေပြီးတော့ထွက်နေရကိုလည်းစားလိုက်တာပေါ့ရှင်ကျမတို့တက်လည်းအဆင်ပြေရပါဘို့ဟိုမကြီးဟိုမကြီးဟိုရှေ့မှာတွေ့လားတပင်တပင်လုံးကော်ဖီပလာတာတွေအများကြီးပဲပြည့်နှံ့နေရဲ့ဟဲဟုတ်တယ်နော်အမလီကျမဖြစ်ယုံနောင်မယုံနိုင်ရှင်လင်းပြောနေရလို့ထင်နေခဲ့တာတကယ်ကိုကော်ဖီပလာတာတွေအများကြီးပဲ ဒီသဖြင့်ကဂိုဘလာဒါရီအများကြီးကိုပေးနေကြရပဲဒါကတကယ်အရန်ကိုထူးဆန်းတော့နေဟုတ်တယ်ဒါကထူးဆန်းတဲ့ပုံသက်ပင်ကြီးလေဟိုမှာကြည့်အဒီသဖြင့်ပေါ်မှာရွှေတင်းကားပြောက်တွေအများကြီးပါတယ်အထုတ်ထုတ်ကလည်းရှိနေသေးတယ်อืมဟုတ်တယ်ဟုတ်တယ်ဒါတကယ်တော်တော်လေးကိုမော်စွမ်းထက်တဲ့သဖြင့်ကြီးပဲကြည့်ပါအောင်အမိုင်းအခုဆိုရင်တော့ငါတို့လင်မယားအရန်ချမ်းသာသွားပြီမင်းလည်းစာရီလက်လာလေးတွေအများကြီးဝယ်လို့ရပြီငါတို့ရှိမှလည်းပတ်ဆောင်တွေအများကြီးရှိလာလိမ့်မယ်တိလားဒါနဲ့ဒီအကြောင်းကအရန်အရေးကြီးတယ်မင်းဒီကိစ္စတွေကိုဘယ်သူ့ကိုမှပြောပြလို့မဖြစ်ဘူးနော် ဒါပေမဲ့အိုမားကတော့သူ့ရဲ့အကျင့်တွေကိုဘယ်တော့မှမပြေနိုင်ခဲ့ပါဘူး။ဒါကြောင့်သူကလည်းဒီကိစ္စတွေကိုရှန်သားဆိုတဲ့အမျိုးသမီးတယောက်ကိုထပ်ပြောပြလိုက်ပါရီ။ရှန်သားကလည်းသူ့ယောက်ျားကိုပြန်ပြောလိုက်ကြပါဘော။သူ့ယောက်ျားကလည်းရွာတကြီးရဲ့လူယုံဖြစ်တဲ့အတွက်ကြောင့်မို့လို့ရွာတကြီးကိုထပ်ပြီးတော့ပြောပြလိုက်ပါရီ။ဒီတစ်ခေါက်လည်းဒီနှစ်ကောင်လုံးကဘယ်တော့မှအလွတ်ပေးမှာမဟုတ်ဘူး။အမြန်ဆုံးပဲအဲ့ဒီတစ်ခေါက်သမားနဲ့သူ့ရဲ့မိန်းမနှစ်ယောက်လုံးကိုငားရဲ့အိမ်ကိုခေါ်ဆောင်လာခဲ့ပြီး"ကဲမင်းတို့လင်မယားနှစ်ယောက်လုံးကိုရွာတကြီးကအိမ်ကိုလာခဲ့ပါ"ဆိုပြီးတော့ခေါ်နေအမြန်ဆုံးလိုက်ခဲ့ကြ။ ကြည်ရတာဦးမကတော့သူ့ရဲ့တငယ်ချင်းရှောင်းသားကိုကိစ္စတွေအားလုံးထပ်ပြီးတော့ပြောပြလိုက်ပြီးနေကြတယ်။ဒီလိုနဲ့နင်မယားနှောင်းကလည်းရောတကြီးရဲ့အင်ကိုရောက်ရှိလာခဲ့ကြပါရဲ့။ကဲပါလို့ရေမင်းတောက်ထဲမှာတက်သွားခုံးနေရင်ချွေတင်းကားပြောရင်အပြည့်ထည့်ထားတဲ့88ကိုရရှိခဲ့တယ်ဆိုတော့စကားအမှန်ပဲလား။မဟုတ်တာတထေကြီးရဲ့ကျွန်တော်ကဘလို့ဖြစ်ပြီးတော့ကျောက်ထဲမှာရွှေတင်းကပြောက်ရည်အပြည့်ထည့်ထားတဲ့အိတ်ကိုရှောက်ဖွေတွေ့ရှိမှလေ။ဒါနဲ့ဒီကိစ္စတွေအားလုံးဘယ်သူပြောတာလဲ။ဘယ်သူကပြောရမှလဲ။မင်းရဲ့မိန်းမကိုယ်တိုင်ကငါ့ရဲ့မိန်းမကိုပြောပြခဲ့တာ။မနေ့ကညတော့ကမင်းတို့ပဲ တောက်ထဲကနေရွှေရင်ကပြအပြည့်ထည့်ထားတဲ့88ကိုရှာတွေ့ခဲ့ရဆိုအေပြောစံကမင်းဘာပြောမလဲဆိုတာကငါအရင်ကသိချင်နေရဲ့မင်းရဲ့အဖြေကိုလည်းငါစောင့်နေရဲ့အမြန်ပြောဒါမှမဟုတ်မင်းတို့နှစ်ယောက်လုံးငါပြစ်ဒဏ်ခတ်လိုက်ရမလားကျွန်တော်မိမအိုမရှိကနေဒီစကားတွေအားလုံးကိုကြားခဲ့ရတာဆိုတော့သူ့ကိုပဲမေးကြည့်လိုက်တော့သူညတော်ကအိမ်မက်တွေရှောက်မှတ်ပြီးတော့ပြောနေတာဖြစ်မှာပေါ့ဒါဆိုရင်တော့အိုမရေငါ့ကိုပြောပြစမ်းမင်းမနေ့ကညတော်ကဘာတွေကိုတွေ့မြင်ခဲ့ရလဲအဲ့ဒါကိုပဲကျွန်မပြောပြနေရလေရှင်တပည့်တပည့်ပေါ်မှာကော်ပီပလောက်ကြောင်တွေအများကြီးပဲရှိနေခဲ့တာ ကော်ဖီပလာတာတွေကိုပေးတဲ့တစ်ပင်ပေါ်မှာရွှေထုတ်ထုတ်လဲရှိတယ်။ရွှေရင်းကပြရီအပြည့်ထည့်ထားတဲ့ရွှေထုတ်ပေါ့။ပေါ်မရဲ့အထက်ပဲမရှိဘူးကွာ။ဘာစကားတွေလာပြောနေရလဲ။ဒါကဘလို့လို့ဖြစ်နိုင်မှာလဲတစ်ပင်တစ်ပင်ကနေပြီးတော့ပလာတာတွေထွက်လာတယ်ဆိုတာလုံးဝအတိတ်ပဲမရှိတဲ့ကိစ္စ။ပြီးတော့သူကပြောသေးတယ်တစ်ပင်ပေါ်မှာရွှေရင်းကပြရီအပြည့်ထည့်ထားတဲ့အထုတ်ထုတ်လဲရှိသေးတယ်။ဟုတ်တယ်ရွာတကြီးရဲ့ရှိပါတယ်ဆိုနေမှာပလာတာတွေအများကြီးရှိတဲ့တစ်ပင်ပေါ်မှာရွှေရီအများကြီးထည့်ထားတဲ့အိတ်အိတ်ရှိတယ်။ဘာလို့ရေမင်းရဲ့မိမအခုချက်ချင်းငါမျက်စိအရှိရနေခေါ်သွားလိုက်တော့ငါအခုယူသွားလိုက်မယ်တိလား မင်းတို့နေ့အောင်လုံးကိုတော့ငှားလာတဲ့ကနေဘယ်သူမှကဲတင်နိုင်မှာမဟုတ်ကြဘူး။ပြီးတော့မင်းရဲ့မိမကိုလည်းမင်းပြောနောက်တစ်ခေါက်ကြရင်စကားကိုတတိတစာနားထောင်ပြီးတော့မှပြန်ပြောပြလို့။ဘာမဆိုရှောက်ပြောပြီးတော့ငှားရဲ့အချိန်ကိုလာဖြုံးနေကြတယ်။ဘာလို့လဲ။အိုမာတို့နေ့အောင်လုံးအင်ကိုပြန်လာခဲ့ကြပါရဲ့။အိုမာကလည်းသူ့အိမ်မမှန်နေရလားဆိုပြီးတော့ပဲကြွေးနေခဲ့တာပေါ့။ဘာလို့ကတော့သူ့ရဲ့အုံနောက်ကိုချီးကျူးနေခဲ့ပါရဲ့။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။